ူပြောစရာဖြစ်ခဲ့ရတဲ့အောင်ပွဲခံပုံများအားလုံးပဲမင်္ဂလာပါဘောတော်သမားတိုင်းလူလူဟာတစ်ဖက်အသင်းဘက်ကိုကိုးသွင်းပြီးတိုင်းမှာအောင်ပွဲခံလေးရှိကြပြီးတော့တချို့သောကစားသမားတွေကအသင်းဟောင်းနဲ့တွေ့တဲ့အခါမျိုးကြရင်အောင်ပွဲမခံတတ်ကြတာဖြစ်ပါတယ်တချို့ကလည်းကိုယ်ပိုင်အောင်ပွဲခံပုံလေးရှိတတ်ပြီးတော့တချို့ကြတော့လည်းကြုံကြပါအောင်ပွဲခံလေးရှိပါတယ်ဒါပေမဲ့တချို့သောအောင်ပွဲခံပုံတွေကလူပြောစရာဖြစ်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်ဒီနေ့မှာတော့အဲဒီလိုအောင်ပွဲခံပုံတွေအကြောင်းကိုတင်ဆက်ပေးကြပါမယ်နံပါတ်1အနေနဲ့ကတော့ Robbie Fowler ရဲ့အောင်ပွဲခံပုံပဲဖြစ်ပါတယ် မာဆေးဆိုင်ဒါဘီပွဲစဉ်တပွဲမှာရော်ဘီဖောင်လာဂိုးတင်ပြီးတဲ့နောက်မှာတော့မြခင်မောင်ကိုဒူးထောက်ပြီးရှူဆိုင်တဲ့ပုံစံနဲ့အောက်မဲခံသွားခဲ့ပါတယ်အဲဒီမှာဖောင်လာဟာတားမြစ်စစ်သုံးသားလေးဆိုတဲ့တရင်ထွက်ခဲ့ပြီးတော့အဲ့ဒါလေးကိုတုတ်ပြန်တဲ့အနေနဲ့ဒါမျိုးအောင်ပွဲခံခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့အောင်ပွဲခံမှုကလူပြောစရာဖြစ်သွားခဲ့ပြီးတော့ FA ရဲ့အရေးယူခြင်းကိုလည်းခံလိုက်ရပါတယ်။ FA ကတော့မတော်တရားအောင်ပွဲခံခဲ့တဲ့ရော်ဘီဖောင်လာကို6ပွဲပဲပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။နမန်းနေနေကတော့နီကိုလတ်စ်အနေကရဲ့အောင်ပွဲခံမှုပဲဖြစ်ပါတယ်။ အမေကဝက်စ်ဖရွန်တင်မှာကစားစဉ်တုန်းကတရားကနေနှလားလောက်အနားယူလိုက်ရပြီးတော့ပြန်ကစားတဲ့ပွဲမှာနေနှစ်ကိုးတင်နိုင်ခဲ့ပါတယ်။အဲဒီပွဲစဉ်မှာအမေကတရားအောင်ပွဲခံသွားတဲ့ပုံစံကလူပြောစရာဖြစ်ခဲ့ရပါတယ်။အမေကသူ့ရဲ့တငယ်ချင်းဖြစ်သူဟာသာတေးဥဆောင်တူဦးဖြစ်တဲ့ဒိုင်းဝင်းဒုံနီဆိုသူလုံးနေကြပုံစံအတိုင်းပဲအောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲဒီပုံစံကနာစီလေးပြည့်တဲ့ပုံစံနဲ့နည်းနည်းလေးသွားဆင်တူနေခဲ့ပါတယ်။နာစီလေးပြည့်တဲ့ပုံစံဟာလက်ကိုရှေ့ဆန်းထုတ်တာဖြစ်ပြီးတော့သူ့ရဲ့ပုံစံကတော့လက်ကိုကွေးထားတဲ့ပုံစံမျိုးဖြစ်ပါတယ် ဒါပေမဲ့လည်း FA ကတော့အနေကကိုဒီအောင်ပွဲခံပုံစံအတွက်ဒဏ်ငွေပေါင်၈000နဲ့အတူ၅ဘက်ပဲပြစ်ဒဏ်လေးချမှတ်လိုက်ပါတယ်။နံပါတ်၃အနေနဲ့ကတော့ရှက်ဂရီနဲ့ရှာကာတို့ပဲဖြစ်ပါတယ်။2018ကမ္ဘာပလမာတုန်းကဆစ်ဇလန်တင်းဟာဆာဘီယာတင်းကိုရှက်ကီရီရှာကာတို့ရဲ့ဂိုးနဲ့တူနိုင်ရခဲ့ပါတယ်။အဲဒီပွဲစဉ်မှာရှက်ကီရီနဲ့ရှာကာတို့နှစ်ဦးစလုံးကတိုင်းကပုံစံနဲ့အောင်ပွဲခံခဲ့ကြပါတယ်။ဒါဟာသူတို့ရဲ့မွေးရမြေဖြစ်တဲ့ကိုဆိုဗိုတက်ယူရဲ့အချိန်မှဖြစ်ပါတယ်။ ကဆိုဝါ2008ခုနှစ်ကလေးကဆာဗီယာအောက်ကနေလွတ်လပ်ရေးရခဲ့တာဆိုပေမဲ့ဆာဗီယာကအခုတည်းအတိမမပြုတ်သေးပဲအချိန်တွေကတင်းမာနေဆဲဖြစ်ပါတယ်။အဲကြောင့်သူတို့ရဲ့အောင်ပွဲခံမှုကနိုင်ငံရေးနဲ့ဆက်နွယ်နေတယ်ဆိုပြီးတော့ဆက်ချက်တင်ခံခဲ့ရပေမဲ့နောက်ဆုံးဒဏ်ကြီးနဲ့သာပြီးဆုံးသွားခဲ့ပါတယ်။နံပါတ်၄အနေနဲ့ကတော့ Nicholas Bandana ပဲဖြစ်ပါတယ်။ကစားသမားတွေအနေနဲ့အပွားဂျာစီကိုမှပြီးအောင်မဲခံတာမျိုးနဲ့ဂျာစီချွတ်ပြီးအောင်မဲခံတဲ့ပုံစံတွေကတိတ်တော့အထူးဆန်းမဟုတ်ဘဲနဲ့ခဏခဏမြင်တွေ့ရလေးရှိပါတယ်။ ဒါပေမဲ့ဘစ်ကိုပြပြီးအောင်မဲခန္ဓာမျိုးကတော့အနှဲငယ်မြင်တွေ့ရခဲ့ပါတယ်။ဒါမျိုးလောက်ခဲ့ဘူးဒါဆိုလို့ဒိမတ်တင်ကနီကလပ်စ်ဘန်ဒနာတယောက်ပဲရှိပါတယ်။ဘန်ဒနာယူရိုသနောက်စနစ်တွင်က ပေါ်တူဂီသင်ဘက်ကိုဂိုးသွင်းပြီးတဲ့နောက်မှာဘောင်းမီကိုဆဲချပြီးတော့သူ့ရဲ့ဒရင်းလန်ကိုပြရင်အောင်မဲခံပါခဲ့ပါတယ်။ဒရင်းကမှလည်းစပွန်ဆာတစ်စိတ်ဖြစ်တဲ့ပါတီပါဝါဆိုတဲ့စာသားလေးပါဝင်ပါတယ်။ UEFA ကတော့စပွန်ဆာပြပြီးအောင်မဲခံလို့ဆိုပြီးတော့တပွဲပဲပြစ်ဒဏ်နဲ့အတူဓာငွေပေါင်း၈၀၀၀မှာချမှတ်လိုက်ပါတယ်။နံပါတ်၅အနေနဲ့ကတော့ Victor Cardi Diaz ပဲဖြစ်ပါတယ်။ ကျွန်တော်ဆက်တောင်းခုနှစ်တွင်က AEK အတင်းတင်းရဲ့ကွင်းရဲ့လူဖြစ်တဲ့ကာတီတစ်ဆိုသူကဘောလုံးလောကကိုလှုပ်ခတ်သွားစေတဲ့အောက်မဲခံမှုမျိုးပြုလုပ်ခဲ့ပါတယ်။ဒေတာအားနာစီလေးပြည့်တဲ့ပုံစံမျိုးနဲ့အောက်မဲခံသွားတာဖြစ်ပြီးတော့ဒီပုံစံမျိုးကကစားသမားနဲ့ရောင်းလို့တောင်သွားမဆန်တဲ့ねပုံစံမျိုးဖြစ်နေပါတယ်။ကကြောင်ဂရီဘောလုံးအဖွဲ့ချုပ်ကလည်းဗီတာကိုလက်ရင်းစင်ကစားသမားဖြစ်ကနေပါထာဝရပိတ်ပင်လိုက်ပါတယ်။ဗီတာကတော့ပွဲကြီးစဉ်ကသူ့တငယ်ချင်းတယောက်ကိုလက်ပြနှုတ်ဆက်တာပါဆိုပြီးတော့စင်ကြီးလေးရှောက်ပေးခဲ့သေးပါတယ်။ဟုတ်ကဲ့ပါအစွန်နေ့ကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။